နျူကလ িয়ার စစ်ပွဲရဲ့ခြေချောက်တန်တွေတိတ်ဆိတ်မသွားသေးခင်မှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ရဲ့နျူကလ িয়ার စစ်ရုပ်ဖော်တိုနဲ့အခြားစီမံကိန်းတွေကိုအောင်မြင်စွာတိုက်ခိုက်ခဲ့ပြီလို့ကြေညာလိုက်ပါတယ်။ဒီလိုရက်ကဒေတာဒေတာမကကမ္ဘာကြီးခြေချရေးအတွက်ကိုပါဘေးကောပေါင်းများစွာကိုငွေထုတ်လိုက်ပါတယ်။အီရန်ဘက်ကတော့အထိခိုက်မှုနည်းတယ်လို့ညင်းဆိုနေပေမဲ့အေပီတော်ကထရန့်ရဲ့ရုပ်မြင့်တန်ကြာမိကွန်းဟာကမ္ဘာအလက်မှာဘလို့ဇာသိန်းကိုဖန်တီးမလဲဆိုတော့စိတ်ဝင်စားစရာစောင့်ကြည့်ရမယ့်အခြေအနေဖြစ်သွားပါတယ်။ အမေရိကန်ရဲ့တိုက်ခိုက်မှုဟာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်အရေးပါဆုံးနှလုံးသားဖြစ်တဲ့ Fordo ကိုပြင်းထန်ထားခဲ့တာဖြစ်ပါတယ်။တီရန်ရဲ့တောင်ဖက်124မိုင်အကွာမြေအောက်အနက်ကြီးမှာရှိုးဝက်တည်ဆောက်ထားတဲ့အဲ့ဒီစစ်ရုပ်ဟာယူရေနီယံတပ်ဆင်မှုနဲ့နျူကလ িয়ার လောင်စာလက်နက်ထုတ်လုပ်ရေးအတွက်အီရန်ရဲ့အဓိကအသက်သွေးကြောဖြစ်ပါတယ်။အစ္စရေးကအနီးတစ်ဝိုက်လေကြောင်းရကာကွယ်ရေးစနစ်တွေကိုအူတီတိုက်ခိုက်ပြီးလမ်းကြောင်းရှင်းပစ်ခဲ့ချိန်မှာအမေရိကန်ရဲ့ B2 ကိုရောက်ဗုံးကျဲလေယာဉ်နဲ့ GBU 58 Mop လို့ခေါ်တဲ့ ဒီဘက်ကပြက်ဘုံအကြီးကြီးတွေဟာမီအောက်မီတာ60ခန့်ရှိတဲ့ဖော်တိုကိုထိုးဖောက်ဖို့တိုက်ခိုက်နိုင်ဖို့ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ Try ရဲ့လောကခြေမုံလိုက်ပြီးဆိုတဲ့အခြေညာချက်နဲ့အီရန်ရဲ့ကြီးကြီးမားမားထိခိုက်မှုမရှိဘူးဆိုတဲ့အငင်းပေါ်မှုကတော့လက်ရှိအခြေအနေအမှန်ကိုပိုပြီးဝေဝါးစေပါတယ်။ဒါပေမဲ့ရှင်းရှင်းလေးလေးမြင်တာကတော့ဒီတိုက်ခိုက်မှုကအီရန်ရဲ့နျူကလ িয়ার အိမ်မက်ကိုထိုးနှက်ဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာအင်အားကြီးနိုင်ငံတွေကအီရန်ကိုနျူကလ িয়ার လက်နက်မပိုင်ဆိုင်ဖို့တားဆီးနေတာဟာဒေတာတွေနဲ့ကမ္ဘာငြိမ်းချမ်းရေးအတွက်အဓိကကြပါတယ်။အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ဟာအစ္စရေးအပအဝင်အရှေ့အလက်ပိုင်းနိုင်ငံတွေအတွက်ကြီးမားတဲ့ချိတ်ချမှုဖြစ်နေတာကြားပါပြီ။ထရန့်ရဲ့ဒီတိုက်ခိုက်မှုဟာနိုင်ငံတကာဥပဒေနဲ့အညီဆိုရင်မက်ကန်တဲ့မားတဲ့ဆိုတာတဲ့ကမ္ဘာလုံခြုံရေးအတွက်တော့မလွဲမရှောင်တာတဲ့အဆုံးဖြတ်ချက်လို့တော့သုံးသပ်လို့ရပါတယ်။ ငြိမ်းချမ်းရေးအခုလုံးမရမယ်ဆိုတဲ့ Trump ရဲ့စကားဟာအီရန်ကိုနိုင်ငံတကာရဲ့ဖိအားပေးမှုအခြေအနေအမြင့်ဆုံးအဆင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့ကုလသမဂ္ဂအထွေထွေအထွေမှုချုပ်ကထိမင်းနိုင်တိုင်းမရအခြေအနေနဲ့တန်ခိတ္တမခင်းကတခုတည်းသောမျော်လင့်ချက်ဆိုတဲ့တတိပိတ်ချက်ကတော့အဲ့ဒီစစ်စင်ကြီးရဲ့နောက်ဆက်တွဲအန်ဒီယေကိုမိမောင်းထုတ်ပြနေတာဖြစ်ပါတယ်။အီရန်ဖက်ကလေလုံးထွားပြောဆိုမှုလို့ဆိုနေတာကတော့ပြည်ထဲမှာသူတို့ပုံရိပ်ထိတ်ချုပ်ဖို့နဲ့ပြည်ပဖိအားကိုရှော့ချဖို့ဘီဟာမြောက်ပြောဆိုမှုတာဖြစ်ပါတယ်။ အီရန်ဟာဘာရိန်းမှာရှိတဲ့အမေရိကန်ရဲ့၅ခုမြောက်ရေတပ်ဌာနချုပ်လို့မျိုးဒေတာတွင်တခြားအမေရိကန်စစ်စခန်းတွေကိုပိတ်မှတ်ထားတိုက်ခိုက်ဖို့အလားအလာများပါတယ်။ဟော်မုတ်ရေလက်ကြောကိုပိတ်ဆို့တာဒါမှမဟုတ်ရေနံတင်တင်းဖောတွေကိုတိုက်ခိုက်တာမျိုးလှုပ်လာနိုင်ပြီးကပရေနံဈေးကွက်ကိုလှုပ်ခတ်စေနိုင်ပါတယ်။အစ္စရေးကိုပါတိုက်ရိုက်လက်တုပ်ပြန့်နိုင်ပြီးတော့ဒေတာတွေပဋိပက္ခကို ပို့ပြီးဆိုးရွားစေပါလိမ့်မယ်။အစ္စရေးရဲ့မဟာမိတ် တွေ့ကိုဖျက်ရှားပြည်တဲ့နောက်အီရန်ဟာဒေသတွင်းမှာတော့အားနည်းနေပေမဲ့လက်တော့ပြနိုင်စွာအပြည့်ရှိပါသေးတယ်။ဆီးရီးယားလက်ဘနွန်ဂါဇာတို့မှာရှိတဲ့အီရန်ကြောထားနောက်ခံပြူအဖွဲ့စည်းတွေဟာအမြင့်တွေ့နေဆက်အခြေအနေမှုပုံပြီးတင်းမာလာနိုင်တဲ့အခြေအနေရှိပါတယ်။ကမ္ဘာ့အင်အားခြေခွင့်ရှာပတ်မှာကြည့်မယ်ဆိုရင်တော့ဒီတိုက်ခိုက်မှုဟာအမေရိကန်ရဲ့ဒေသတွင်းဩဇာအာဏာကိုပြသလိုက်တာဖြစ်ပြီးတရုတ်နဲ့ရုရှားလိုနိုင်ငံတွေရဲ့တုံ့ပြန်မှုကိုတော့စောင့်ကြည့်ရပါလိမ့်မယ်။ယူကရိန်းပြန်ပွားမှုနဲ့ပတ်သက်ပြီးနိုင်ငံတကာအတိုင်းအဝိုင်းရဲ့ ပူပေါင်းဆောင်ရွက်မှုကိုလည်းစတက်စေပါလိမ့်မယ်။ဒီချိန်မှာအမေရိကန်အနေနဲ့စစ်အစိုးရပြုပြပြောင်းလဲရေးအစီအစဉ်မရှိဘူးလို့ပြောထားပေမဲ့အီရန်ကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်မပေးဘူးဆိုတဲ့ပြတ်သားတဲ့သတင်းစကားကိုပေးပို့လိုက်တာဖြစ်ပါတယ်။အီရန်ရဲ့နျူကလ িয়ার စွမ်းရည်ကိုတတ်နိုင်သမျှထိတ်ချုပ်ထားဖို့ဒီစစ်စင်ရေးကဒစိတပိုင်းအထောက်အကူပြုပါလိမ့်မယ်။ဒီလိုခြေနေမျိုးမှာအီရန်အနေနဲ့လက်ရှိငြိမ်းချမ်းရေးအတွက်အခုပဲလုံးပါဆိုတဲ့ဒေါ်နယ်ထရန့်ရဲ့ဒတိပိတ်ချက်ကိုအလေးနက်ထားသင့်ပါတယ်။ စေရေးအရလက်တော့ပြတ်မှုဟာအီရန်အတွက်သမကဒေတာတွေတစ်ခုလုံးအတွက်ပါကြီးမားတဲ့ဆုံးရှုံးမှုတွေကိုဖြစ်စေပါလိမ့်မယ်။ဟော်မုတ်ရေလက်ကြောင့်ပိတ်ဆို့တာမျိုးဒါမှမဟုတ်ဒေတာတွေအမေရိကန်အခြေစိုက်စခန်းတွေကိုတိုက်ခိုက်တာမျိုးလုပ်ရင်အီရန်စီးပွားရေးအတွက်တော့ပိုပြီးဆိုးသွားနိုင်ပြီးနိုင်ငံကဖိအားတွေကလည်းဆယ်ဆမကတိုးလာပါလိမ့်မယ်။အစားထိုးအနေနဲ့တက္ကသိုလ်မှကလမ်းကြောင်းကိုပြန်ဖွင့်ဖို့အီရန်အနေနဲ့ဥဆောင်တင်တယ်လို့မြင်ပါတယ်။ဥပမာအဖြစ်နျူကလ িয়ার ပဋိညာဉ် သဘောတူညီချက် JCPOA ကိုပြန်လည်အသက်သွင်းဖို့နိုင်ငံတကာအတိုင်းအတာနဲ့တွဲဆုပ်ဆွေးနွေးတာမျိုးဒါမှမဟုတ်လေနျူကလ িয়ার လက်နက်ပြန်ပွားမှုတာစီရေးစာချုပ် NPT အရနိုင်ငံတကာဆက်ဆဲမှုကိုလက်ခံတာမျိုးလုပ်သင့်ပါတယ်ဒါမှတာအပြစ်မဲ့ပြည်သူတွေထပ်မံမနစ်နာရအောင်နဲ့ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကိုပြန်လည်ရရှိအောင်ညှော်လင့်နိုင်ပါလိမ့်မယ် ထရန့်ရဲ့မိကွန်းမှာအစ္စရေးကိုဂုဏ်ပြုပြီးပူးပေါင်းဆောင်ရွက်မှုကိုဖော်ပြတဲ့အခြေအနေကိုကြည့်ချင်းအဖြစ်တော့အစ္စရေးအီရန်ပဋိပက္ခမှာအမေရိကန်ရဲ့ခိုင်မာတဲ့အရတီချက်ကိုအတိအလင်းပြသလိုက်တာပဲဖြစ်ပါတယ်ဒီလောက်ရဟာအီရန်ကိုနိုင်ငံတကာအတိုင်းဝိုင်းကနေပို့ပြီးတော့ဝိုင်းပက်သွားစီနိုင်ပါလိမ့်မယ်တစ်ချိန်တည်းမှာပဲအမေရိကန်အနေနဲ့ဒီစည်းရေးတုံ့ပြန်မှုရဲ့နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးတွေကိုကြိုတင်တွက်ဆထားဖို့လိုမယ်ထင်ပါတယ်ဒေတာရင်းပဋိပက္ခကိုရှင်းချဖို့အတွက်တန်ခိုးသမဂင်းဆိုင်ရာ ွေးချယ်စရာတွေကိုဖွင့်ထားသိမ့်တယ်လို့တော့မြင်ပါတယ်ဖွင့်ထားမယ်လို့လည်းထင်ပါတယ်စည်ရေးနဲ့ပဲအရာရာကိုမဖြေရှင်းနိုင်ဘူးဆိုတဲ့အကူလာသမကရဲ့စကားဟာနားထောင်သိမ့်တဲ့အတန်တစ်ခုလို့ပြောလို့ရပါတယ်ကျေးဇူးတင်ပါတယ်